အဲ့ဒါကြောင့်မြတ်စွာဘုရားလည်းဒီကကြီးကဘုရားတို့ဒေသနာတော့သီလတမာတိပညာဒါဒေသနာပရိယတိကတော့သီလတမာတိပညာနဲ့အဲ့လိုသွားတာပေါ့နော်ဒီကကြီးအမေဓမ္မစကြံမှာမဂ်ငယ်ရှိပါဟောတဲ့နေရာမှာစိတ်ဝင်စားဖို့ကောင်းတာကပညာမဂ်ငယ်နှစ်ပါးအရင်ကြီးဟောချထားတာကြီးကတော်တော်စိတ်ဝင်စားဖို့ကောင်းတာလေဟုတ်တယ်လေအဲ့ဒါဟောပေါ့ပရိဝိဒဉာဏ်မရတော့ဒီတပည့်တော်ဘာသာကိုလူတွေသတိမထားလို့လေဟုတ်လား အရင်ဆုံးကဒီသမာဓိဋ္ဌိမဂ်ဂင်ရှင်းပါအရင်ဟောတာစလာတာအစွန်းတစ်ပါးလွတ်ဖို့အရင်ဟောတာဟုတ်ရမလားဟုတ်တယ်အစွန်းတစ်ပါးလွတ်မှသမာဓိဋ္ဌိဖြစ်တယ်အဲ့တော့သမာဓိဋ္ဌိကိုသူတို့ကကောင်းစွာမြင်ခြင်းကောင်းစွာကျင့်သိခြင်းဆိုဘာကောင်းတာလဲမသိတော့ဘူးလေခင်ဗျဟုတ်ရမလားဟုတ်တယ်အဲ့ဒါပြောတာအစွန်းတစ်ပါးအဲအစွန်းတစ်ပါးလွတ်တယ်အစွန်းတစ်ပါးလွတ်ရင်ဒါအစွန်းတစ်ပါးလွတ်တဲ့အသည့်ကသမာဓိဋ္ဌိ အစွန်းနှစ်ပါးလွတ်တဲ့အတွေးဟာတမသင်္ကပ္ပလို့ပြောတာအဲ့ဒါကိုဘယ်သူမှဘာသာမပြန်နိုင်ဘူးဘာသာပြန်ထားတဲ့စာအုပ်တွေလိုက်ကြည့်မာကန္နုံဆရာတော်ဘုရားတို့ဥစိတ်တပိဘုံတော်အများကြီးရှိတယ်ဘယ်သူမှဘာသာမပြန်နိုင်ဘူးဗျာမှန်တယ်မှန်တယ်ကျောင်းကြီးပြောတာဘာကြောင့်မရလဲဆိုတော့ပရိဝိဒေညာမရလို့အဲ့ဒါဘာသာမပြန်နိုင်လဲဟုတ်တော့ဟုတ်ဟုတ်တယ်ဒါမှမဟုတ်မြေစီ6ချက်မြေစီ3ဆုလနိတိတာဥညွတ်နဲ့မှာပါတယ်လေရှင်ဗျာဆုလနိတိတာပါဠိဆိုဟုတ်တယ်မလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီ6ချက်ကိုဟောတဲ့အခါကျတော့ နာမံဧကောအန္တောယူပန်ဒုတိယအန္တောဝิญဉဏမြင့်စေဟလားအာယုံမှာပေါ်တဲ့ဒီဥပါဒဏယုတ်ကြီးကိုဥပါဒဏယုတ်ကြီးကိုအရှိသားပြီးနှစ်သက်ရင်ကမ္မဆုံးသွားမယ်ဥပါဒဏယုတ်ကြီးကိုအရှိသားပြီးအတ္တဆုံးသွားမယ်အဲအာယုံဥပါဒဏယုတ်တွေကမရှိဘူးလို့သိရင်အဲ့ဒါကအဲ့ဒါမြေကြီးမှာပြပြကြတဲ့လမ်းအဲ့ဒီအတိအသမာဒိဋ္ဌိအဲ့ဒါအာယုံဥပါဒဏယုတ်နဲ့မရှိဘူးလို့သိတဲ့အတိအသမာဒိဋ္ဌိမရှိဘူးလို့တွေးတာသမာသင်္ကပ္ပါအဲ့တော့ရှေ့ကဒီဟာကို ဟုတ်လားဒီအစွန်းနှစ်ပါးကိုပြိဝိရဉဏ်ဘာသာမပြန်နိုင်တဲ့အခါကျတော့ဒီဘက်ကတမာရိတိကလည်းဘာမှမသိဘူးကောင်းတာမြင်ချင်းအဲကောင်းစွာကြံစည်ခြင်းဖြစ်သွားဘာတွေကောင်းမှန်းလည်းမသိတော့လို့ဖြစ်တာပဲမှန်တယ်အဲ့ဒါပြိဝိရနဲ့ဘာသာမပြန်နိုင်တဲ့အပြစ်တွေပဲဟုတ်တယ်ဟုတ်တယ်ဒီလိုတော့ပြောတာပဲပြောရမယ့်လူတွေကနားရဲရောက်သလားလို့ပြီးတော့အဲနားရဲရောက်တယ်မရောက်တာတော့သူတို့လူတရားမှာအဲ့ဒါဒီလိုပြောတဲ့ဟာကိုနားထောင်လို့ကောင်းလို့တော့ကောင်းနေရတာသဘောတော့ကြတယ်တကယ်တမ်း ရဖို့မရဖို့ဆိုတာမသိကြဘူးဟုတ်ဟုတ်တယ်ဟုတ်တယ်တကအစွန်နှစ်ပါးလွတ်တာနဲ့အစွန်နှစ်ပါးလွတ်တာနဲ့နေတဲ့ဟလာသတိဝိရိယသမာဓိပေါ့နော်အဲ့ဒါအဲ့ဒါအစွန်နှစ်ပါးလွတ်ပြီဆိုလို့ရှိရင်သူရှိမှရှိနေတဲ့သတိဝိရိယသမာဓိကဒါမက်ကင်ရှေဘာထိုက်တဲ့သတိဝိရိယသမာဓိဖြစ်သွားတာပဲသူကတော့အလုတ်တော့မငြိမ်းသေးဘူးပေါ့နော်ဟိုကကြတော့ သမာကမ္ဘာနာဆိုတာလည်းဒီတိုင်းပဲအစွန်တစ်ပါးလွတ်တာနဲ့နေတာသမာကမ္ဘာနာပဲအစွန်တစ်ပါးလွတ်တာစွန်တစ်ပါးလွတ်တာကိုအထုတ်နေတယ်စွန်တစ်ပါးလွတ်တာနဲ့လွတ်တာကိုပွားနေလို့ရှင်ဒါသမာကမ္ဘာနာပေါ့နောက်အစွန်တစ်ပါးလွတ်တဲ့အဲသမာအာဇီဝကြတော့ဟလာစွန်တစ်ပါးလွတ်ပြီးတော့နေရင်လည်းဒါအုန်နာတိလွတ်ရရှာမိခြင်းပဲသမာအာဇီဝပဲအစွန်တစ်ပါးထဲမှာနေရင်တော့အဲ့ဒါမိစ္ဆာအာဇီဝပါ အစွန်းနှပါလွတ်ရင်တမအားစီပွားအနိဗ္ဗာန်သွားတဲ့လမ်းပေါ်ရောက်တာအစွန်းနှပါတဲ့မှနေဩနာတိသွားတဲ့လမ်းနဲ့ရောက်တာအဲအဲ့လိုသွားတမအားစီကနေမိစ္ဆာကိုစီရတယ်။နောက်တမဝါစာဆိုတော့အစွန်းနှပါလွတ်ရကိုတွေးတဲ့အတွေ့ပေါ့နော်ဝိတ္တဝိစာရအဲတမဝါစာပဲအဲ့တော့ဒီကောင်းစဉ်ပေါ့ထိတ်ဆုံးကကြားရှင်ချမဲ့အဲ့ဒါဒွေမေဘေကွေအန်တာပါဖစ်ဒီနာနာသေဝိတ္တပါချစ်သားတို့အစွန်းနှပါ အစွန်းတစ်ပါးနဲ့နေမယ်ဆိုရင်မင်းတို့မက်ဖို့နေပြန်ကိုဘယ်တော့မှမရဘူးကွာအစွန်းတစ်ပါးလွတ်အောင်လုပ်ကြပါဆိုပြီးဖေကဓမ္မစက်ကြာထိတ်ဆုံးကနေပြောတာသဘောတရားဒါပေမဲ့အဲ့ဒီအစွန်းတစ်ပါးကိုဘာတွေကဖုံးသွားလဲဆိုတော့လာဟီနောဂံဘောပုရုဇနီကိုအနာရိယောဆိုတော့ဘာတွေဖြစ်ကုန်လဲဆိုတော့တဏ္ဍာလိမ့်နာတွေပန်းပန်နာတွေပုရုဇနဲ့အလေးဓာရွာသူတွေအလေးဓာတွေဖြစ်ကုန်တော့သွားရောဖေကဟောတဲ့ဟာလုံးဝကိုပျောက်သွားမမြင်ဘူးဒါကအတ္တကိလေသာကြာလဲရေကိုမီးလုံတုံးကုန်ဇေကဆိုတော့ အဲ့ဒါကြောင့်ကဲရေတပည့်တော်တို့ဟိုရန်နေဘောရပါတယ်အကုန်လုံးဘယ်သူမှရေလဲမငုတ်ပါဘူးတုံးလဲမကုန်ပါဘူးနီးလဲမလုံပါဘူးနိဗ္ဗာန်ရပါလားမရဘူးလေတော့အဲ့ဒါပေမဲ့ဘုရားပါလဲဆိုဘုရားရှင်ရဲ့သာသနာပါအောင်သူတို့ဘာပြဿနာပြောလမ်းမဆုံးနဲ့မိုးဆော်ပြောတာတကယ်မှန်တယ်တစ္ဆာတရားသိအောင်လုပ်ကြပါဆိုတော့မိုးဆော်ပြောတယ်တစ္ဆာတရားသိအောင်လုပ်ကြပါလားပြောတာသူလည်းတစ္ဆာဟောခဲ့တာမဟုတ်ဘူးဟုတ်တော့အောက်ကလူတွေတိုင်ပတ်နေတာကို ဲသူတို့ရောတဲ့မဟုတ်ဘူးနော်အများကြီးအပူအညွတ်လိုက်တဲ့လူတွေကတော့ပြဿနာမရှိဘူးဗောနော်တကယ်သန္တနာထွက်ရှင်ပြီးတော့တစ္ဆာတယောက်တကယ်သိကျင်တဲ့လူတွေအမတန်ဒုက္ခဆင်းရဲရောက်တယ်အဲဥတ္တပိဒေပေါ်တဲ့အချိန်မှာလည်းသူတို့ပုံကန်နေကြရတာရှိတယ်တစ္ဆာတရားဆိုတာလိုက်ရှာလို့လွယ်တဲ့ကိစ္စမဟုတ်ဘူးသဘောတရားမှန်တယ်နေနေပါဗျာအတိအကျဟောတဲ့လူရှာပါလို့ဖရာတော့အချိန်မောင်းမြောင်များစွာပြောခဲ့တယ်ဘုရားဆရာဖိတ်လည်းပြောခဲ့တယ်ဘသူများတိစ္ဆာဟောတယ်လဲလိုက်ချတဲ့ခါကျပြဿနာတက်ပြီလေအဲ့ဒါ ့တပည့်တော်ဟောရဲဆိုလည်းသူကမယုံဘူးလေဟုတ်တယ်ကဲ့ဟိုလေဟိုလာကူအကဒီလိုလေသူကအတ္တသီလအတ္တသမารိအတ္တပညာအဲ့လိုဖြစ်နေတယ်ပုဂ္ဂိုလ်တော်အနေနဲ့စောက်တည်တဲ့သီလအရင်စောက်တည်ရမယ်သီလရှိမှသမာဓိရှိမယ်သမာဓိရှိမှပညာရမယ်ဆိုတော့အဲ့လိုလုပ်တာအဲ့တော့အဲ့ဒီဥစ္စာကသတိပ္ပံလန်ဟန်နေသူကအဲ့လိုသွားတာလေအဲ့ဒါဆိုရင်မြေသီလမရှိရင်သူကနိဗ္ဗာန်ရစရာအကြောင်းမရှိတော့ဘူးသမာဓိမရှိတဲ့နိဗ္ဗာန်ရစရာအကြောင်းမရှိဘူး အဲ့ဒါဆိုရင်တို့လမ်းကြောင်းကိုကျွန်တော်လက်ညှိုးထိုးမှာပေါ့အဲ့ဒါအဲ့ဒါမှန်သလားဖះလို့မေးရင်တို့ဘယ်လိုဖြေမလဲအတိလမရှိတဲ့အင်္ဂလိပ်မှာလာဘာဖြစ်လို့နေပြန်ရသွားမေးပြီဒီအဲ့ဒါမှန်အဲ့ကျတော့တို့ကပြောင်းလဲဆိုတော့အာသူကတော့ပါမီပေါ့မင်းတို့ကပါရမီပါရမီဟုတ်တယ်ဟုတ်တယ်ဒီကိတို့ပဲဘုရားနဲ့တွေ့လို့ပါရမီရှင်ဖြစ်လို့ဆိုဘုရားနဲ့တွေ့ဆိုအဲ့ဘုရားပြောခဲ့တဲ့ကျတော့မျက်ကွယ်ပြူတယ်ဟုတ်တယ်မလားဘုရား မင်းတို့သစ္စာမသိဘဲနဲ့ဟလာမင်းသားဖို့ဇီးပြွနဲ့ရေလွှဲလာဆိုယုံလိုက်သစ္စာမသိဘဲနဲ့နိဗ္ဗာန်ရဆိုမယုံနဲ့သစ္စာသိအောင်လောက်ကြွားလို့ပြောတာကြတော့အဲ့ဒါကြတော့ဟောကူမဟောတာအဲ့ဒါဘုဟုဆရာဖိတ်တပါးပဲဟောကြတဲ့ဘုဟုတွေမဟောဟုတ်တယ်သစ္စာသိအောင်လုံးလုံးမဟောဘူးတိလာရှိအောင်လုံးတမာရရှိအောင်လုံးဒါပဲဟောနေတာအမှန်တကယ်ကသစ္စာသိအောင်လုံးရမှာသစ္စာဟောတဲ့လူနဲ့သစ္စာဟောတဲ့လူဖေရရှာပါလို့ပြောဖေရလည်းပြောတယ်သစ္စာဟောတဲ့လူရှား မင်းတို့အဲ့ဒါနားလဲအောင်လို့အားလဲရင်မင်းတို့သံသရာနေလွတ်လွတ်ကူလင်းမဲ့လွတ်လိမ့်မယ်လို့ပြောတယ်။အဲ့မူရင်းပြောခဲ့တဲ့စကားကြပြောင်းတယ်လေ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲဒါလို့ဒီလိုတို့ခေကြဒီလိုခိုင်မအောင်ဒေါင်းလို့ဒုက္ခသစ္စာပိုင်းခြားရမယ်ဟဲ့လားဒုက္ခအဲဒုက္ခသစ္စာပိုင်းခြားတယ်ပိုင်းခြားပြတာတောင်မှခင်ဗျားလည်းဒီမဆက်ကြဘူးကိုမောင်နဲ့ ခင်ဗျဘာသာပြန်လို့ပြန်နေရမဟုတ်လားဆိုတော့လူကြားထဲမှာအဲ့လိုလာသေးတာအာခင်ဗျအနတ္တဝါဒဆိုတာခင်ဗျဥမမောက်တည်ရင်ထားရလားခင်ဗျဘုရားဟောတာလားဟာဘုရားတော်ကတစူရဲဟောတာမဟုတ်ဘူးနော်ပုဒ်သမဘုရားတိုင်းကအနတ္တဝါဒနဲ့ပွင့်ရဟုတ်တယ်နတ္တမသိရင်လုံးဝဘုရားမဖြစ်ဘူးတခါမိုးစွေရထပ်ပြောသေးတယ်အနတ္တသုံးနဲ့ဘုရားပွင့်ဘူးကွာအနတ္တလက္ခဏာသုံးနဲ့မှဘုရားပွင့်တာဟောလားအနတ္တကွာလက္ခဏာမရှိဘူးဘာပြောမှန်းကိုမသိဘူးအရင်တော့ အာပေါ်လာလဲပြောတယ်မရှိတာလဲပြောတယ်ဟုတ်လားခန္ဓာသုံးဝနားမလဲတာဟုတ်တော့မလားဟုတ်တယ်သူကပေါ်လာကတကယ်ဖြစ်ဖြစ်တဲ့ခန္ဓာပေါ်လာအဲ့ဒီမှာတော့တကယ်ဖြစ်တဲ့ခန္ဓာပေါ်လာအကြည့်လိုက်တဲ့သိတဲ့အခါကျတော့ तू ကမရှိတော့ဘူးတပြီးပြက်ပြီးသွားပြီအဲ့ဒါဟုတ်အဖြစ်ပြီးပြက်ပြီးမရှိဘူးဆိုတော့နားလည်မှာလက္ခဏာသိမှာဖျားဖြစ်တာကွာလို့ဆိုတာအနတ္တတော့မှာအနတ္တအဲဖျားဖြစ်တာမို့အနတ္တလက္ခဏာနဲ့မှာဖျားဖြစ်ကိုရောက်တာသဘောတရား ဒါတွေအရိယာကြီးကဒါမိုးဆက်ဖိပြီးတော့ဂျေဇုတွေကတော့များပါတယ်ဒါတွေတရားရှင်းပြခဲ့တာပဲကျွန်တော်တို့ကဒါအခုညံနေရင်းကျက်လာမှဒါတွေထောက်ဆပြီးတော့နားလည်တာလေအဲ့တော့ definition ဖွင့်တာတွေကမခိုင်မာတာပေါ့ဗျာဟိုတရားဒါပါပဲဒါကြိဒီခန္ဓာနှစ်စုံရှိတယ်ဆိုတာဒါကြီးပဲခြေလောက်မှလို့ပဲဘောပေါ်ပါနာဒိဋ္ဌိဆိုတာဘယ်အောင်အဲသမာသင်္ကပ္ပဆိုတာဘယ်အောင်ပြောတယ်လဲဟလာအဲ့ဒီသမာဒိဋ္ဌိနဲ့ရှင်တဲ့သရီဝိရိယသမာဓိကို ဟုတ်လားဒါမှမဟုတ် तू ကနိဗ္ဗာန်ကပညာရဲ့အကျိုးဆက်ဖြစ်တယ်ကွာလို့ပြောတော့ဟုတ်လားမဟုတ်မဟုတ်ဆရာဘယ်မှာပါလဲဆိုပြီးခဏချင်းဆုံးပြတယ်ပြီးတော့ခဏခဏပြောပါတယ်ဟုတ်လားအမေရိကန်ရှင်ပါဒီလသမားပညာ၃ခုလုံးပါတဲ့အတွက်၃ခုလုံးရဲ့အကျိုးဆက်သာဖြစ်တယ်ပညာရဲ့အကျိုးဆက်ကမှားပါလို့ပြောတော့တပိတော့ကြီးလာမေးကြလေအဲ့ကိုသန်းစင်လို့ဆိုတာအဲဒါပြင်ခင်ဗျားကျွန်တော်ပြောမယ်ပြောလို့ခင်ဗျားကြိုက်တယ်လို့ပြည် မြာရှိသမျှသီလအကုန်ယူလိုက်ရှိသမျှသမာဓိအကုန်ယူလိုက် အနိဗ္ဗာန်သီးတဲ့ပညာတော့ဖယ်ရမ်းတော့အနိဗ္ဗာန်ရလာလွတ်လို့ရမှာလို့ဗောဓိယဟုတ်တယ်မလားအဲ့လိုရအဲ့လိုရကြီးဆိုရင်မြန်မာလောက်သီလသမာဓိပြည့်စုံတာမရှိတော့ဘူးဟုတ်တယ်မလားမြန်မာတွေရကုန်တော့ရမှာလားအင်းဒါမှမဟုတ်နိဗ္ဗာန်ပညာရဲ့အကျိုးဆက်ဥပနက္ခဏအစဉ်မရှိလို့သိတဲ့အချိန်မှာအဲ့ပညာနောက်မှာ ဟလာအဲ့အဲ့ဥပနာကနာအစင်မျိုးတိလိုက်တဲ့အချိန်မှာနောက်ကအရိဒီလာဖြစ်ပါစေအဒီစိတ်ဓာတ်ဖြစ်ပါစေဆူတောင်းလာမှုအလိုလိုပါလာဟုတ်တယ်ဟုတ်တယ်ဥပနာကနာအစင်မရှိဘူးလို့တိလိုက်တဲ့နဲ့တပြိုင်နဲ့ဟလာအခုနပြောတဲ့သတိနဲ့နေပြီဆိုရင်အဲ့သတိကသမာဓိတွေအကျုံးဝင်သွားပြီဝိရိယကလည်းသမာဓိတွေအကျုံးဝင်သွားပြီဟလာအဲ့အဲ့အာရုံနဲ့တော့တိုက်တိုင်းမှာ အမှန်တမ်းနဲ့နေတိုင်းမှာလေအဲ့ဒါသမာသမာဓိအကျုံးဝင်သွားပြီ။သီလကလည်းပဲဦးနေပဲသမာဝါစာလည်းအကျုံးဝင်သွားပြီ။သမာအာဇီဝလည်းအကျုံးဝင်သွားပြီ။သမာကမ္မဏလည်းအကျုံးဝင်သွားပြီ။အဲ့တော့